ဇီယွန်ဝါဒဆိုတာဘာလဲဒီကနေ့ခင်မာတော့ဇီယွန်ဝါဒီသမားတယောက်ဖြစ်တယ်ဆိုတာပြောဖို့တော်တော်ကက်ခဲပါလိမ့်မယ်ဒါပေမဲ့လည်းလူချို့ဟာဇီယွန်ဝါဒီသမားတွေဖြစ်နိုင်ပါတယ်ဇီယံဝါဒဆိုတာကတော့ဂျူးလူမျိုးတွေဟာသူတို့တိုက်ပြည်ကိုသူတို့အုပ်ချုပ်ပိုင်ခွင့်ရှိသင့်တယ်ဆိုတာပဲဖြစ်ပါတယ်။ဇီယံဝါဒဆက်ကျင်ရေးဆိုတာကတော့ဂျူးလူမျိုးတွေမှာအဲ့ဒီလိုအခွင့်အရေးမျိုးမရှိသင့်ဘူးလို့ဆိုတာပဲဖြစ်ပါတယ်။ ဇီယွန်ဝါဒီစစ်ကြင်ရဲ့တမားတွေရဲ့ပြဿနာကတော့ဇီယွန်ဝါဒီတမားတွေရဲ့အိမ်မက်တွေကအမှန်တကယ်ဖြစ်နေတာပဲဖြစ်ပါတယ်အခုဂျူးတွေမှာသူတို့ကိုယ်ပိုင် X-ray ဆိုတဲ့နိုင်ငံရှိနေပြီဖြစ်ပါတယ်အဲ့ဒါဆိုရင်ဇီယွန်ဝါဒဆိုတာရှိဖို့လိုအပ်သေးသလားဂျူးအယူဝါဒဟာဇီယွန်ဝါဒနဲ့မတူဘူးဆိုတာမိတ်ဆွေတို့အနေနဲ့သိကောက်သိပါလိမ့်မယ်ဇီယွန်ဝါဒီတမားဖြစ်ဖို့ကဂျူးလူမျိုးဖြစ်ဖို့မလိုအပ်ပါဘူးအမေရိကန်မှာဆိုရင်ကမ္ဘာတဝန်းလုံးမှာရှိတဲ့ဂျူးတွေထက်ခရီးယန်ဇီယွန်ဝါဒီတွေပိုများနေတာပဲဖြစ်ပါတယ် ဒါပေမဲ့လည်းဒီနေရာမှာစဉ်းစားစရာအချက်ကဂျူဘာသာဟာပင်ကိုအားဖြင့်ဇီယွန်ဝါဒီပဲဖြစ်ပါတယ်။မိတ်ဆွေတို့မျက်စိလင်နေပြီလို့ထင်ပါတယ်။ဇီယွန်ဝါဒဆိုတာကခေတ်သစ်အယူဆသစ်တစ်ခုဖြစ်ပါတယ်။ဇီယွန်ဝါဒဆိုတဲ့စကားလုံးကို1890လောက်ထိအသုံးမပြုခဲ့ပဲ1800နောက်ပိုင်းကာလတွေမှာတော့နိုင်ငံရဲ့လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့တာတော့အမှန်ပဲဖြစ်ပါတယ်။တော်ပေမဲ့လည်း X-ray ဆိုတဲ့နေမြင်တဲ့ကျူးလူမျိုးတို့ရဲ့ဆက်နွယ်ပတ်သက်မှုကတော့နိပေါလ်၄ထောင်ကျော်တက်တန်ရှိပြီဖြစ်ပါတယ် ဂျူးလူမျိုးတွေရဲ့အခြေခံဘာသာတရားကတော့ဟေဘရုသမားကျမ်းစာပဲဖြစ်ပါတယ်အဲ့ဒီကျမ်းစာရဲ့ပထမစာအုပ်မှာအစ္စရေးကို Promised Land ဗျာဒိတ်တော်ရနေမြေအဖြစ်ဖော်ပြထားပါတယ်။ဂျူးတွေဟာအဲ့ဒီနေမြေမှာနေပေါင်းများစွာနေထိုင်ခဲ့အုပ်ချုပ်ခဲ့ပြီးတခါတလေမှာအချင်းချင်းရန်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။တခါတလေမှာလည်းဂျူးဘုရင်တွေဟာတိုက်တပါအင်ပါယာတွေကိုလက်ဆောက်ပန်တာတွေဆက်ကျစ်တွေပေးကြရပါတယ်။တခြားအချိန်တွေမှာတော့ဂျူးတွေဟာလွတ်လပ်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့အမြဲတမ်းတူညီတဲ့အရာတစ်ခုကတော့ဂျူးတွေရဲ့မြေဟာအမြဲတမ်းဂျူးတွေရဲ့အိမ်ပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဘေဘီလုံလူမျိုးတွေရောက်လာခဲ့ကြပါတယ်။သူတို့တွေဟာဂျူးတွေရဲ့မြို့တော်ကိုဖျက်ဆီးပြီးသိမ့်ပိုက်တော့ခဲ့ပေမဲ့ဂျူးတွေဟာပြောင်းမတော်ခဲ့ကြပါဘူး။နေထောင်ပေါင်းများစွာကြာပြီးနောက်ဂျူးတွေဟာသူတို့ရဲ့မြို့ကို ပြန်လာဖို့အိမ်မက်တွေကိုတီဆိုနေစေဖြစ်ပါတယ်။အဲ့ဒီအိမ်မက်တွေဟာအမန်တကယ်ဖြစ်လာပြီးဂျူးတွေဟာသူတို့မျိုးကိုပြန်ရောက်လာကြပြီးသူတို့ရဲ့နိုင်ငံကိုပြန်လေတိဆောက်ကြပါတယ် ဒါပေမဲ့လည်း Roma Empire ကဂျူးအတိုင်းဝိုင်းတွေကိုဖျက်ဆီးလိုက်ပြီးဂျူးတွေကိုကျုံတွေအဖြစ်ခေါ်ဆောင်ခြင်းနဲ့ပြင်းထန်တာတွေလုပ်ခဲ့ကြလို့ X-ray တိုက်ပြေကိုဂျူးတွေထိန်းချုပ်မှုအဆုံးသတ်ခဲ့ရပါတယ်။ဂျူးလူမျိုးအနည်းစုလောက်သာ X-ray ပြည်မှာရှိနေခဲ့ပြီးအများစုကတော့ Iraq, Poland, Caribbean နဲ့ကမ္ဘာနယ်ကိုရောက်ရှိတော့ခဲ့ကြပါတယ်။ ကျူတွေဟာဘေနီယာကိုပဲရောက်နေကြပါစေတူညီတဲ့တခုသေးသောအရာကတော့တနစ်သုံးကျင်ဂျေရုရှလင်ဖက်ကိုမျက်နှာမူပြီးသူတို့ရဲ့မြို့စီကိုပြန်လည်ခေါ်ဆောင်ဖို့ဖျားသခင်ထံတောက်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။နောက်ပြီးနေစင်ဂျူဘာသာရဲ့ပွဲတွေလှုပ်တဲ့သူတိုင်းနောက်နှစ်ဆိုရင်ဂျေရုရှလင်မှာလှုပ်ကြမယ်လို့ပြောဆိုခဲ့ကြပါတယ်။နေစင်နွေရာသီတိုင်းမှာဂျူတွေဟာသူတို့ရဲ့အိမ်တွေကိုပျက်စီးခြင်းနဲ့ပတ်သက်ပြီးအောက်မေ့တတိယရဲ့နေ့ကိုပြုလုပ်ခဲ့ကြပါတယ်။ ပျော်ရွှင်နေတဲ့အချိန်တွေမှာတော့ဂျူးတွေဟာသူတို့ရဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုအမဲရနေဆဲဖြစ်ပါတယ်။ဂျူးလူမျိုးတွေရဲ့မင်္ဂလာဆောင်အခမ်းအနားတွေမှာဖန်ခွက်ခွေးချင်းနဲ့အဆုံးသက်ကြတာဘာလို့လဲဆိုတာမိษွေတို့သိကြပါရဲ့လား။အဲ့ဒါကတော့ဂျေရုရှလင်မြို့ပျက်စီးခြင်းကိုအောက်မေတတိယစေဖို့ပဲဖြစ်ပါတယ်။ဂျူးတွေဟာနေပေါ1900လောက်ဆူတောက်ခေမျောလင့်ခေအောက်မေတတိယခေကြပါတယ်။ ချင်းကာလကြာလာတာနဲ့အမျဂျူလူမျိုးဒုက္ခတွေတွေထူးခြားတဲ့ပုံကိုယ်တွေနဲ့ဖျားဖူးတချို့ဟာတပြေးပြေးနဲ့အိမ်ပြန်နိုင်ခဲ့ကြပါတယ်စေကိုရာစုနောက်ပိုင်းနဲ့20ရာစုအစောပိုင်းကာလတွေမှာအဲ့ဒီလိုအုပ်စုငယ်လေးတွေကနေပိုကြီးမားတဲ့လှူရှာမှုတစ်ခုဖြစ်လာခဲ့ပါတယ်မြို့သားရဲ့ဝါဒကလည်းတကဘာလုံးကိုပြန်နှံခဲ့ပါတယ်အင်ပါယာကြီးတွေအောက်မှာနေထိုင်ခဲ့ကြသူတွေကလည်းကိုယ်ပိုင်အုပ်ချုပ်မှုတွေကိုအိမ်မက်မက်ခဲ့ကြပါတယ် နေထောက်ပေါင်းများစွာနှိမ့်ဆက်ညှိပန်းခံခဲ့ရတဲ့ဂျူးတွေဟာဂျေရုဆလင်မြို့ကိုဝဲကွာနေတဲ့ဘာသာရေးအယူဆတစ်ခုထက်ပိုပြီးရှုမြင်လာခဲ့ကြပါတယ်။နေပေါင်းနှစ်ထောင်ကြာပြီးတဲ့နောက်မှာဂျူးလူမျိုးတွေဟာတဖြည်းဖြည်းချင်းပြန်လာခဲ့ကြပြီးဘာဖြစ်လို့အစုလိုက်အပြုံလိုက်ပြန်မလာခဲ့ကြတာလဲ။စကိုရာစုအဆုံးသက်ကာလတွေဟာဥရောပမှာရှိတဲ့ဂျူးတွေအတွက်အဆိုးရွားဆုံးကာလတွေဖြစ်ခဲ့ပါတယ်။ရုရှားအင်ပါယာမှာဂျူးတွေအပေါ်အကြမ်းဖက်မှုနဲ့ဖိနှိပ်မှုတွေပုံမိုးဆိုးရွားလာခဲ့ပါတယ်။ ဂျူးတွေဟာတိုက်ခိုက်မှုတွေနဲ့ကြမ်းတမ်းတဲ့ဥပဒေတွေနဲ့ရိုးအီနေခဲ့ကြပါတယ်။ဂျူးအများပြားကတော့ဘေးဥပဲကြားရောက်တော့မယ်ဆိုတာကိုယုံကြည်နေကြပေမဲ့လည်းဘယ်လိုပုံစံမျိုးနဲ့ဖြစ်လာမယ်ဆိုတာကိုတော့မသိခဲ့ကြပါဘူး။ပြင်သစ်လိုမျိုးအသေးအမြင်ကြွေဝတယ်လို့ခေါ်ဝေါ်နိုင်တဲ့နိုင်ငံတွေမှာတော့ဂျူးမွန်တီးရဲတွေကပြင်းထန်နေကြဆဲဖြစ်ခဲ့ပါတယ် 1864ခုနှစ်မှာလေစာဖွဲကောက်တဲ့ပြင်သစ်စစ်တပ်အရာရှိတူဖြစ်တဲ့ Alfred Dreyfus ဟာနိုင်ငံတော်သစ္စာဖောက်ဖျက်တယ်ဆိုပြီးဆွတ်ဆွတ်ခံရတာ Devil ကျွမ်းမှာရှိတဲ့အကျဉ်းထောက်ကိုပိုချင်းခံခဲ့ရပါတယ်။ဒါပေမဲ့ပြင်းမွန်ကျူးလွန်တယ်ဆိုတဲ့သက်တဲ့အထောက်အထားမပြနိုင်ခဲ့ပါဘူး။ပြင်သစ်စစ်တပ်အနေနဲ့ Dreyfus ဟာအပြင်းမရှိဘူးဆိုတာသိပေမဲ့သူတို့အမားကိုဝန်ခံဖို့ရှက်နေပြီးသူ့ကိုထောက်ထဲမှာပဲထားခဲ့ပါတယ်။ ဒရက်ဖို့စ်ဟာကျူးလူမျိုးဖြစ်လို့ဘယ်သူမှယူဆိုင်မှာမဟုတ်ဘူးလို့ပြင်သစ်စစ်တဲ့အနေနဲ့ယူဆခဲ့ကြတာပဲဖြစ်ပါတယ်။ဝန်နေဖို့ကောက်တာကတော့သူတို့တွေးသလိုမျိုးမကန်နေခဲ့ပါတယ်။ပြင်းသစ်ဆိုတာလွတ်လပ်မှုတန်းတူညီမျှမှုနဲ့လူသားအချင်းချင်းယဉ်ဤနားလည်မှုရှိတဲ့နိုင်ငံဖြစ်ပြီးကျူးဆက်ခြင်းရဲ့အဓိကယွန်းတွေကိုကြုံတွေ့နေခဲ့ကြရပါတယ်။ဒါမဲ့လည်းလူတိုင်းကတော့အဲ့ဒီကိစ္စကိုလစ်လျူရှုမထားကြပါဘူး။ ဗီယက်နမ်မြို့ကသတင်းထောက်သီအိုဒိုဟာဇဲဆိုသူကအဓိကယုံတွေဖြစ်တာကိုသတင်းတင်ဆက်ဖို့ပြင်သစ်ကိုတွားရောက်ခဲ့ပါတယ်။သူမြင်လိုက်ရတာကတော့သူ့ကိုတုံလောက်ရှောက်ရှားသောစေခဲ့ပါတယ်။ဂျူးဆက်ကျင်ရဲ့ဟာပြဿနာတစ်ခုလို့မဟုတ်ပဲကုသဖို့ဆေးမရှိတဲ့ယောဂါဖြစ်နေတယ်ဆိုတာကိုသူသဘောပေါက်ခဲ့ပါတယ်။ဟာဇဲဟာဒရက်ဖို့စ်လိုပဲဂျူးလိုမျိုးဖြစ်ပါတယ်။သူဟာလူအဖွေစီးနဲ့အံဝင်ခွင့်ချဖြစ်အောင်စူးစမ်းခဲ့ပေမဲ့လည်းအခုချိန်မှာတော့မျောလင်းချက်မစ်လာခဲ့ပါတယ်။ လေစာပေါ်ကောက်တဲ့ဂျူးလူမျိုး Dreyfus လိုမျိုးတခြားဂျူးလူမျိုးတယောက်အဲ့ဒီလိုမမျက်မတဆက်ဆံခံရမယ်ဆိုရင်ဂျူးလူမျိုးတွေအတွက်ဘယ်မှာအခွင့်အရေးရှိဥမှာလဲတချင်တဲ့မှာပဲလူမျိုးရဲ့ဘာသာရေးအရာစနစ်တကျဖိနှိပ်တက်ဖြတ်မှုတွေကြောင့်တန်းပုံများစွာသောဂျူးလူမျိုးတွေဟာအရှေ့ဥရောပကနေထွက်ပြေးဖို့တွန်းအားပေးခံခဲ့ကြရပါတယ်ဒီမြေကျွေးွားတယ်လို့ယူဆရတဲ့အနောက်နိုင်ငံတွေမှာတော့ဂျူးဆက်ကျင်ရေးတွေအားကောက်ခဲ့ပါတယ် The Zionist predictive power is astonishing When Zionism forms its institutions and gives its warnings, Herzl writes about a catastrophe that's coming and says they're going to come for us. He literally uses those words. And he's talking about mass killings, among other things, and expulsions and theft and expropriation. They talk 50 years ahead of time about what's going to happen. And all of it plays out just like they predicted because they was rooted in a real understanding of the sociology of, of the time. Hazeha ju sajin ye rwe go tai da ha a thon mo win bu lo taphaw lo ju rwe ha nait mo ma shi be net tu do go mong ti ne de tu rwe ma bwa thit tuk phan ti pho Zionism comes in and says the danger is not old anti-Semitism, religious anti-Semitism. The danger is so much bigger. And if we don't get out, we face a catastrophe. တခြားနိုင်ငံတွေလိုပဲဂျူးတွေဟာသူတို့ရဲ့ကိုယ်ပိုင်တိုက်ပွဲကိုလိုအပ်ခဲ့ပါတယ်။အဲ့ဒီသူတွေကသူတို့ရဲ့ဘိုးဘွားပိုင်မြေမှာသူတို့ကိုယ်တိုင်အုပ်ချုပ်ခွင့်ရှိတယ်ဆိုတဲ့ယုံကြည်မှုရှိတဲ့ဂျူးလူမျိုးဇီယွန်ဝါရီသမားတွေဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကရိုးရှင်းတဲ့ကိစ္စမဟုတ်ပဲညှဉ်းခုံမှုများစွာရှိခဲ့ပါတယ်။ အစောပိုင်းဇွန်ဝါရီသမားတွေကအဓိကအယူဆကိုသဖောတူခဲ့ကြပေမဲ့လည်းအသေးစိတ်အချက်လက်တွေကိုတော့သဖောမတူခဲ့ကြပါဘူးကိုပဲအုတ်ချုံမှုပုံစံကဘယ်လိုမျိုးပုံစံဖြစ်တင်တယ်လဲဘယ်လိုဇာတိမျိုးကိုဖန်တီးတင်တယ်လဲအဖြေတွေကအများကြီးရှိခဲ့ပေမဲ့လည်းဇွန်ဝါဒရဲ့အဓိကအမျိုးအစား6မျိုးထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီစေကူတွေဟာတခါတလေကွဲလွဲမှုတွေရှိနေပေမဲ့လည်းဒီကနေ့အထိရှိနေဆဲဖြစ်ပါတယ်နိုင်ငံရေးဇီယွန်ဝါဒီတွေကတော့ရှင်းပါတယ်ဂျူးနိုင်ငံဟာတခြားနိုင်ငံတွေလိုပဲဖြစ်သင့်တယ်လို့ယူဆပါတယ် နိုင်ငံမချစ်ချင်းဟာဂျူးဆက်ကျင်ရဲ့အဓိကအကြောက်တရားဖြစ်တယ်လို့သူတို့ကယုံကြည်ကြပါတယ်ဂျူးလူမျိုးတွေမှာကိုပိုင်တိုက်ပြေရှိမယ်ဆိုရင်ဂျူးဆက်ကျင်ရဲ့ကပျောက်ွယ်သွားလိမ့်မှာပဲဖြစ်ပါတယ်အလौသမဇီယွန်ဝါဒီသမားတွေကတော့ဂျူးနိုင်ငံကိုတခြားသူတွေထက်ပိုကောင်းစေချင်ကြပါတယ်သူတို့ကစိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးရှိတဲ့မွေးရမြေကိုအိမ်မက်မက်ခဲ့ကြပါတယ်ဒီတစ်ချိန်မှာတော့ဘာသာရေးဆိုင်ရာဘရင်စနစ်အစားဘာသာရေးလွှမ်းမိုးမှုရှိတဲ့လော့ဂီရဲ့ဆိုရှယ်လစ်အစိုးရကိုလိုလားကြပါတယ် ရင်ကျိမှုဆိုင်ရာဇီယွန်ဝါဒီသမားတွေကတော့မတူညီတဲ့အမြင်တွေရှိကြပါတယ်။သူတို့ကတော့ဂျူးလူမျိုးတွေရဲ့ဘဝရှင်သန်ကြီးထွားလာနေတဲ့ရင်ကျိမှုနဲ့ဘာသာရေးဆိုင်ရာဗဟိုဌာနတခုကိုလိုချင်ကြတာပဲဖြစ်ပါတယ်။ဟိဘရူဘာသာမှာဂျူးစကားပြောခြင်းရေးခြင်းဖက်ခြင်းတို့အပြင်ဂျူးအမှုပညာနဲ့ယဉ်ကျေးမှုကိုဖန်တီးဖို့စိတ်ကူးရင်ခဲကြပါတယ်။သူတို့အတွက်ကတော့ကိုယ်ပဲအုတ်ချုပ်ခွင့်မလိုအပ်ပဲသူတို့အားလုံးစတင်ခဲ့ကြတဲ့ဂျူးယဉ်ကျေးမှုကိုပြန်လည်အသက်သွင်းလိုကြတာပဲဖြစ်ပါတယ်။ ပြန်လည်ပြင်ဆင်ရေးလိုလားတဲ့ဇီယွန်ဝါဒီသမားတွေကတော့သမားကျန်းစာထဲကအစ္စရေးရဲ့နေနမိတ်အတွင်းမှာခိုင်မာတဲ့ဂျူးနိုင်ငံတိဆောက်ဖို့စိတ်ကူးရင်ခဲကြပါတယ်သူတို့တွေဟာအမြဲတမ်းကြီးတော့ဘာသာရေးဆိုတာကြီးပဲမဟုတ်ပေမဲ့ဂျူးဖျားတဲ့အတွက်အရန်ကိုဂုံယူကြပါတယ်သူတို့ဟာဂျူးသမိုက်ကျောက်ထဲကစစ်တွေတွေကိုအရန်အားကြကြပြီးသူတို့လိုရဲရင်လိုကသူတို့နိုင်ငံကိုလည်းအင်အားကြီးနိုင်ငံအဖြစ်လိုချင်ခဲ့ကြတာပဲဖြစ်ပါတယ် when the other Zionist factions are saying maybe it can be an autonomy, maybe it can be something linked to some larger state. The revisionists say, guys, the only way we survive this thing is if we have complete self determination and self reliance and our own army, and our own borders, and our own state. Otherwise, it's not going to work. ပြန်လည်ပင်စင်ရဲ့သမားတွေကတော့ယွန်းကန်ရတော့မယ့်အချင်းနဲ့ရောက်ရှိလာတော့မယ်ဆိုတာကိုသိရှိကြပြီးအဲ့ဒါကိုရင်ဆိုင်ဖို့ဆင်သင့်ပြင်နေကြပါတယ်ကျူးလူမျိုးတို့ရဲ့မွေးရမြေကိုပြန်လည်ထူထောင်ခြင်းဟာဘုရားသခင်ကပေးတဲ့တာဝန်တစ်ခုဖြစ်တယ်လို့ဇီယွန်ဝါဒီသမားတွေကယုံကြည်ကြပါတယ်။အဲ့ဒီအယူဆဟာနှစ်ထောင်ပေါင်းများစွာကတည်းကကျူးတွေဆုတ်ကိုက်ထားတဲ့အယူဆပဲဖြစ်ပါတယ်။ကျူးတွေဟာသူတို့မျိုးကိုပြန်လာနိုင်ခြင်းဆိုတာကျူးဘာသာမှာဂတိပြုထားတဲ့အတိုင်းပြန်လည်ပေးဆက်ခြင်းပြုလုပ်ဖို့နှိစက်လာပြီးဖြစ်တယ်လို့ရှုမြင်ကြပါတယ်။ သူတို့ဟာဘုရားသခင်ကတည်င်းစကားတွေပေးပို့နေပြီးအဲ့ဒါကိုလှုပ်ဆောင်ဖို့ကသူတို့အပေါ်မှာမူတည်တယ်လို့ယုံကြည်ထားကြပါတယ်။တခြားတစ်ဖက်မှာတော့ဂျူးလူမျိုးတွေကဘာသာရေးအရအပြေးအဝသဖို့မတူကြပါဘူး။သူတို့ဟာတူညီတဲ့ကျမ်းစာပိုက်တွေတူညီတဲ့ဆုတောင်းမှုတွေကိုလေ့လာသင်ယူခဲ့ကြပါတယ်။ဒါမဲ့လေဂျူးလူမျိုးတွေကသက်ရှင်သောမြန်မာလော့ကီနိုင်ငံတော်ဖန်တီးဖို့မကြိုးစားသင့်ဘူးလို့ယုံကြည်ကြပါတယ် ဇီယွန်ဝရီမဟုတ်တဲ့ဘာသာရေးသမားတွေကကျူးလူမျိုးတွေဟာသူတို့ရဲ့ဇာတိမျိုးကိုဘယ်အချိန်မှပြန်သိမ်းတယ်ဆိုတာကိုဖျားသခင်ကသာလျင်ဆုံးဖြတ်နိုင်မယ်လို့ယုံကြည်ကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဘာသာရေးကြောင့်ဇီယွန်ဝရီကိုဆက်ကျင်တဲ့အဲ့ဒီကျူးလူမျိုးတွေကိုသူတို့မျိုးကိုပြန်ဖို့အိမ်မက်မန်နေဂျာဆဲဖြစ်ပါတယ်။သူတို့တွေဟာရှင်သင်တဲ့ဗိမာန်တော်ကိုပြန်လေတိဆောက်ဖို့နဲ့ဘာသာရေးဆရာဘီယင်းစနစ်ကိုထူထောင်ဖို့မျှော်လင့်နေခဲ့ကြပါတယ်။ ဂျေရုရှလင်ဖျက်ဆီးခံရတာကိုအမဲရစေဖို့နောက်နှစ်မှာဂျေရုရှလင်မှာပွဲတော်ကျင်းပမယ်လို့ဆုတောင်းတာမျိုးမင်္ဂလာပွဲအခမ်းအနားတွေမှာဖန်ခွက်ခွဲတာမျိုးနဲ့အဆုံးသက်တာမျိုးပြုလုပ်ကြတာပဲဖြစ်ပါတယ်။ဘာသာရေးကြောင့်ဇီယန်ဝါရီကိုဆက်ကျင်တဲ့သူတွေကလည်းဇီယန်ဝါရီသမားတွေလိုပဲအစ္စရေဟာဖျားသခင်ဂတိပြုထားတဲ့မွေရမြေဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဇီယွန်ဝါရီဟာသူတို့ကိုယ်တိုင်ကိုကရှုပ်ထွေးကွဲပြားနေပြီးဂျူးတွေရဲ့ဘွားပေါင်းစုံကိုထင်ဟက်နေတာပဲဖြစ်ပါတယ် မတူညီတဲ့အုပ်စုတွေဟာပြည်ပစုံတဲ့ဇာတိမျိုးကိုတိဆောက်ဖို့သူတို့ရဲ့အယူဆတွေကိုတိဆောက်ဖို့ကြိုးစားနေကြလို့ညှင်းခုံမှုတွေနဲ့အယူဆတွေပြည့်နှက်နေပါတယ်သူတို့တွေအဲ့ဒီလိုမျိုးညှင်းခုံပြီးအလုပ်တွေလုပ်နေတဲ့အချိန်မှာတော့ဥရောပမှာချင်းချောင်းမှုတစ်ခုကကြီးထွားလာခဲ့ပါတယ်။ဂျူးဆက်ကျင်ဥပဒေတွေဟာပုံမှန်အနေထားမှာဖြစ်နေခဲ့ပေမဲ့လည်းနာစီတွေအာဏာရလာတဲ့အခါမှာတော့ဂျူးတွေဟာပုံမိုးဆိုးရွားမှုတွေနဲ့ကြုံတွေ့လာခဲ့ပါတယ်။ ာဇီတွေဟာတနိုင်ငံပြီးတနိုင်ငံကိုကျူးကျော်ဝင်ရောက်လာတာနဲ့အမျှတင်းကျပ်တဲ့ဂျူးဆန့်ကျင်ဥပဒေတွေကလည်းပြန့်နှံ့လာခဲ့ကြပါတယ်ဂျူးလူမျိုးတွေကိုကြောက်တက်ဖို့အလုံးလုံးဖို့နဲ့အများပြည်သူဆရာပန်းချံတွေကိုတောရောက်ဖို့ပိတ်ပင်ခံခဲ့ကြရပါတယ်ဂျူးတွေရဲ့ဆိုင်တွေဂျူးဖျားကျောက်တွေကိုဖျက်ဆီးခံရတာကိုလူတွေကလည်းဘာမှဝင်မကူပဲရက်ကြည့်နေကြပြီးဂျူးလူမျိုးတွေဟာလမ်းတွေပေါ်မှာတိုက်ခိုက်ခံရတာဂျူးရက်ွက်တွေကနေအတင်းကျပ်အရှိအယက်ကိုနေထုတ်ခံခဲ့ကြရပါတယ် ကင်ကောက်တဲ့သူတွေကတော့တက်နေသလောက်လွတ်မြောက်ခဲ့ကြပေမဲ့လည်းအများစုကတော့မလွတ်မြောက်ခဲ့ကြပါဘူး။ထောက်က46ခုနှစ်မှာကမ္ဘာကျူးလူဥယေဟာ၃ပုံ၃ပုံလောက်မရှိကြတော့ပါဘူး။ကျူးတွေဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာခဲ့ကြပါတယ်။ကျူးတွေရဲ့အရေးကြီးဆုံးကတော့ရှင်သန်ဖို့ပဲဖြစ်လာခဲ့ပါတယ်။ပြီးတော့သူတို့တေချာပြန်လေသုံးသက်လာခဲ့ကြပါတယ်။ သူတို့ရဲ့တိုက်ပွဲဟာ Loki Sensor ပဲဖြစ်တဲ့နယ်ဆိုတဲ့ကိစ္စဘာသာရေးလွမ်းမိုးမှုရှိရမယ်ဆိုတဲ့ကိစ္စသူတို့ရဲ့ဘာသာစကားက Hebrew ဖြစ်ရမှာ Yiddish ဒါမှမဟုတ် Latino ဖြစ်ရမှာဆိုတာတွေကအရေးမကြီးဘူးဆိုတာကိုလက်ခံခဲ့ကြရပါတယ်ရှင်သင်ဖို့ကပဲအရေးကြီးဆုံးဖြစ်လာခဲ့ပါတယ်ဂျူးတွေကဘာပေါ်မှာကြံရှိဖို့အရေးဟာဘယ်အရေးလောက်မှအရေးမကြီးတော့ပါဘူး꽌ပြနေတဲ့ဇီယွန်အုပ်စုတွေဟာနောက်ဆုံးမှာတော့စီးလုံးညီညွတ်စွာနဲ့ပဲဂျူးနိုင်ငံကိုဖန်တီးခဲ့ကြပါတယ် လောသမဇီယွန်ဝါဒီတွေပြန်လည်ပြင်ဆင်ရဲသမားတွေယဉ်ကျေးမှုဇီယွန်ဝါဒီတွေနဲ့ဘာသာရေးဇီယွန်ဝါဒီတွေဟာနိုင်ငံဖြစ်ပေါ်လာဖို့အတူတကွလှုပ်ဆောင်ခဲ့ကြပါတယ်ဇီယွန်ဝါဒီမဟုတ်သူတွေကလည်းဝင်ရောက်ဆက်ဖက်ဖို့ကြိုးစားတာကိုရက်လိုက်ကြပါတယ်နီပေါ့90ကျော်ကြာတဲ့အခါမှာတော့သူတို့ဟာအစ္စရဲနိုင်ငံမှာရှိနေကြပြီပဲဖြစ်ပါတယ်အစ္စရဲနိုင်ငံဟာအစောပိုင်းဇီယွန်ဝါဒီတွေစစ်ကူထားတဲ့အတိုင်းမဟုတ်ခဲ့ပေမဲ့လည်းသူတို့ရဲ့စစ်ကူအပိုင်းအစတွေပါရှိနေခဲ့ပါတယ် အစ္စရေးဟာရှုပ်ထွေးကွဲပြားပြီးအင်အားသင်းဖွဲ့ကောက်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဂျူးတွေအတွက်ဟော့ကင်းထုတ်ခဲ့တဲ့ဟာဇယ်ကဂျူးဆက်ကျင်ရဲ့အန်ဒရေကိုနားလည်ခဲ့ပါတယ်ဒါပေမဲ့ဟာဇယ်ဟာသူ့ရဲ့အမျိုးမျိုးအပြည့်နဲ့ဇီယွန်ဝါဒီဘလောက်ထိအောင်မြင်နိုင်မလဲဆိုတာအရင်ကိုမျှော်လင့်ထားခဲ့ပါတယ်နစီယာစုမှာဇီယွန်ဝါဒီများဖြစ်လာတဲ့တန်းတန်းချီတဲ့လူတွေအတွက်သူတို့ရဲ့အတွေ့အကြုံဟာရှင်သန်မှုနဲ့နေရာပြောက်ရွှေ့မှုတို့ပဲဖြစ်ပါတယ် တကယ်လို့မိတ်ဆွေဟာယနေ့ခေတ် X-ray ကျူးလိုမျိုးဖြစ်မယ်ဆိုရင်မိတ်ဆွေရဲ့အဘောအဘွားတွေဟာဒုက္ခသည်တွေဖြစ်နိုင်ပါတယ်။အရှိကဘာတချမ်းလုံးမှာတခြားသောကျူးလိုမျိုးအများစုဟာအသက်ခံခဲ့ကြရပါတယ်။သူတို့မှာရှင်သန်ဖို့တခြားရွေးချယ်စရာမရှိခဲ့ကြပါဘူး။အမေရိကန်နိုင်ငံကလည်းထောက်ကွာ20ခုနှစ်မှာရွှေပြောင်းအခြေချသူတွေအတွက်တကားပိတ်ထားလို့သူတို့အတွက်လုံခြုံတဲ့နေရာတွေမရှိခဲ့ကြပါဘူး။ဥရောပနဲ့အာရက်ကဘာကကျူးလိုမျိုးတွေဟာတခြားသောစရာနေရာမရှိခဲ့ကြပါဘူး။ အဲ့ဒါကြောင့်သူတို့တွေဟာ X-ray ရဲ့အစိပ်ပိုက်ဖြစ်လာခဲ့ပြီးဒါမှမဟုတ်အမြင့်ပြတ်သုံးတင်ချင်းတွေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။အဲ့ဒီလိုပြတ်သားခဲ့လို့ဇီယွန်ဝါရီလှူရှာမှုတွေနဲ့ခစ်သစ်ဂျူးနိုင်ငံကိုဖန်တီးပုံဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။ဂျူးလူမျိုးတို့ရဲ့နိုင်ငံမရှိလို့ဂျူးစက်ကျင်ရဲ့ဝါဒဖြစ်ပေါ်လာခြင်းမဟုတ်ပါဘူး။ X-ray မှာတော့အမုန်းတရားအဟောက်တွေရှိနေဆဲဖြစ်ပါတယ်အခုအချိန်မှာတော့တချို့တွေက X-ray နိုင်ငံကိုပြစ်မဲ့ထားနေကြပါတယ် I want Israel to be dismantled. Anti Zionism is the argument that they shouldn't have survived the 20th century. That sure feels anti Semitic to the Jew who you're saying it to. ဥရောပကဆန္ဒပြသူတွေကပါလက်စတိုက်ကိုသွားပါဆိုတဲ့အမှုန်ပေါ်စေတဲ့စကားတွေကိုမကြာခဏကြွေးကြော်ခဲ့ကြပါတယ်။အခုချိန်မှာတော့ဆန္ဒပြသူတွေစီကဥရောပကိုပြန်သွားပါဆိုတဲ့အထံတွေကိုကြားရနေပြန်ပါတယ်။အဲဒီလိုညင်ပယ်ချင်းတန်တရာကဘယ်နေရာမှာပဲရှိနေပါစေဂျူးလူမျိုးတွေရင်ဆိုင်ရမယ့်စင်ခေါ်မှုတွေကိုမိမောက်ထုတ်ပြနေတာပဲဖြစ်ပါတယ်။ ဟာဇယ်ပြောတာမှန်ခဲ့ပါတယ်ဂျူးလူမျိုးတွေဟာသူတို့ရဲ့ကံကြမ္မာကိုထိန်းချုပ်နိုင်တဲ့နေရာတစ်ခုကိုစိတ်ကူးခဲ့ကြပြီးအဲ့ဒါဟာအစ္စရေးဖြစ်လာခဲ့ပါတယ်ဟာဇယ်ဟာဂျူးလူမျိုးကလဲငယ်တွေမကြောက်မရွံ့ကြီးပြင်းလာနိုင်တဲ့နိုင်ငံတစ်ခုကိုအိမ်မက်မဲ့ခဲ့ပါတယ်အဲ့ဒီနိုင်ငံကမွတ်စလင်တိုက်ပြည်တွေကဂျူးလူမျိုးရှစ်သိန်းနဲ့ဆိုဗီယက်ယူနီယံကတသန်းလောက်ကိုကျိုးဆိုးလက်ခံနိုင်တဲ့နိုင်ငံဖြစ်ပြီးအဲ့ဒီအတွက်ကွန်ကြားဇိတ်တွေကပြဿနာမဟုတ်ပဲသူတို့အတွက်နေထိုင်ဖို့နိုင်ငံဖြစ်ဖို့ပဲလိုပါတယ် ရင်ကြီးမှုဆိုင်ရာဇီယွန်ဝါဒကလည်းအောင်မြင်ခဲ့ပါတယ်အခုဆိုရင်ကဘာပေါ်မှာရှိတဲ့ဂျူးလူမျိုးထွက်လာဟာဟိဘရူးဘာသာစကားတွေကိုကျမ်းစာထဲကရှစ်ခေတ်ဘာသာစကားတွေကိုအသုံးပြုပြီးနေ့စဉ်လူနေမှုဘဝဖြစ်တဲ့ coffee matter တွေ online ပေါ်မှာ post တင်တာတွေရင်ထင်းရဲနဲ့အငင်းခုန်လုတ်တဲ့နေရာတွေစတဲ့နေရာတွေမှာအသုံးပြုပြောဆိုနေကြပြီဖြစ်ပါတယ်အစ္စရေဂီတဟာဆိုရင်အရှိတိုင်းနဲ့အနောက်တိုင်းအဟောင်းနဲ့အသစ်လော်ကီနဲ့လော်ကောက်တရာတို့ရောဆက်ထားတာပဲဖြစ်ပါတယ် ဟာသလူရှင်တော်တွေဆိုရင်လည်းဝန်ကြီးချုပ်တွေနဲ့ကျန်းစာရုပ်ပုံတွေအကြောင်းကိုဟာသပြုလုပ်နေကြပြီပဲဖြစ်ပါတယ်ပြန်လေပြင်စင်ရဲ့ဇီယွန်ဝါဒီတွေကလည်း X-ray ကိုဂုံယူမှုနဲ့ခန္ဓာရည်ရှိတဲ့ယင်ကျေးမှုကိုဖန်တီးပုံဖော်ခဲ့ကြပါတယ် X-ray တွေဟာသူတို့ ရှင်သန်ဖို့အတွက်တိုက်ပွဲဝင်ရမယ်ဆိုတာမှန်ပါတယ် ဂါဇာနဲ့လေဗနွန်တို့မှာအိစရိကာကွယ်ရဲ့တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေတာဟာအစောပိုင်းကပြန်လည်ပြင်ဆင်သူတို့ရဲ့တတိပိတ်ချက်တွေပဲဖြစ်ပါတယ်။ဘာသာရေးဇီယွန်ဝါဒီတွေကအရာအလုံးမှာဖျားသခင်ရှိနေတယ်ဆိုတာကိုရှုမြင်ကြပြီးအိစရိတည်ရှိမှုဟာဖျားသခင်ရဲ့အစီအစဉ်ကိုဖြစ်စီပေးတယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီလိုနက်နေတဲ့ယုံကြည်မှုဟာဘာသာရေးဇီယွန်ဝါဒီတွေကိုအပြည့်အဝပျော်ရွှင်စေတဲ့ဘဝတွေကိုဥဆောင်နိုင်စေပါတယ်။အခုဇီယွန်နစ်ဇလန်မှာတကယ့်အရှုံးသမားကတော့ဇီယွန်ဝါဒီမဟုတ်သူတွေပဲဖြစ်ပါတယ်။ တချို့ကအဲ့ဒါကိုနောက်ဆုံးကြားမှလက်ခံခဲ့ကြပြီးယနေ့ခေတ် X-ray တစုဟာ Zion Wadi မဟုတ်သူတွေဖြစ်ကြပါတယ်။သူတို့တွေဟာနိုင်ငံသားဖြစ်ခွင့်အစိုးရကိုစားပြုမှုနဲ့သူတို့ရဲ့ဘာသာရေးယုံကြည်ချက်တွေအတွက်ထောက်ခံအားပေးသူတွေဖြစ်ကြပါတယ်။ X-ray မရှိသင့်ဘူးလို့ညှင်းခုံနေကြတဲ့ Zion Wadi ဆက်ကျင်သူတွေကတော့နစစ်တရာစုထဲကိုခြေလှမ်းစဖို့စဉ်းစားနေခဲ့ကြပါတယ်။သူတို့တွေအနေနဲ့အကြမ်းဖက်မှုတွေရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့နေဆက်တွေပိတ်ထားတဲ့ဆေးကိုရာစုနောက်ပိုင်းနဲ့နစေရာစုအစောပိုင်းကိုပြန်တော်တင်ပါတယ်။ The only thing a Zionist has to say to them is it must be really nice to live in a safe western place where you can meditate on such things and my job is to make sure my kids live your job is to decide whether it's moral or not for my kids to have survived ဒါဆိုရင်ဇီယန်ဝါဒီကိုလိုအပ်နေသေးသလားဒါဟာအဖြစ်မဟုတ်သေးပါဘူး ဣသရေလနိုင်ငံကိုတည်ထောင်သူတွေဟာပြည်ပစုံတဲ့ဇီယွန်ဝါဒီနိုင်ငံဖြစ်တဲ့ဆိုတဲ့ကြီးမားတဲ့မတူညီတဲ့အိမ်မက်တွေရှိခဲ့ပါတယ်။တချို့အိမ်မက်တွေဟာတကယ်ဖြစ်လာပေမဲ့အပြည့်စုံတော့ဖြစ်မလာခဲ့ပါဘူး။ဒီကနေ့ဂျူးတွေမှာအနာဂတ်အတွက်ကွဲပြားတဲ့အယူဆတွေရှိနေပါသေးတယ်။ဂျူးတွေဟာခေါင်းဆောင်တွေနဲ့ပတ်သက်ပြီးညှဉ်းခုံကြ၊ကန့်ကွက်ကြ၊ဝေဖန်ကြပေမဲ့အရေးကြီးတဲ့အခါမှာတော့အတူတူပေါက်စီးကြပါတယ်။ကျူးလူမျိုးဘိုးဘဲတွေမရှိတဲ့နေရာတိုင်းမှာကျူးလူမျိုးတွေအတွက်အိမ်အမြဲရှိရမယ်လို့ကတိပေးထားပါတယ် ဲ့ဒါဟာဇီယွန်ဝါဒီသမားတွေရဲ့နှလုံးသားပဲဖြစ်ပါတယ်ဂျူးတွေမှာအင်တလုံရှိရမယ်နောက်ပြီးဂျူးတွေဟာအိုမဲအိမဲနဲ့အားနေတဲ့သူတွေပြန်မဖြစ်ချင်ကြပါဘူးအစ်ရဲဆိုတာကလည်းပြိပိတ်ဆုံတဲ့အိမ်မဟုတ်သေးပါဘူးလွန်ခဲ့တဲ့နိပေါ့နှစ်ထောင်ကတည်းကလိုချင်တောက်တာခဲ့တဲ့အိမ်ဟာနောက်ထပ်နိပေါ့နှစ်ထောင်အထိတည်တဲ့နေရာဖြစ်အောင်တည်ဆောက်နေဆဲပဲဖြစ်ပါတယ် ကျူးလူမျိုးတွေရဲ့အိမ်အတွက်ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးဖို့လှုပ်ဆောင်နေသူတူဟာတန်ဖိုးများစွာထဲကဇီယွန်ဝါဒီတူဖြစ်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့အဆုံးထိကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။